ားလုံးမင်္ဂလာပါမငဲတာဒါကတော့ကျွန်တော်တို့ကျွန်တော်ခြံရဲ့ဝင်းနဲ့လမ်းပေါ့ဒီလမ်းမှာကျွန်တော်ပန်းနေစိုက်ထားတော့ဝင်းလမ်းမှာဘာဖြစ်ဆိုတော့ခြံရဲ့နေရာကတော့ကိုဘွားရဲ့စိတ်ပိုင်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အချိန်တော်တော်များများကဒီခြံထဲမှာပဲချိန်ကောင်းတော့ပေါ့ဒါကတူရင်ပင်၃နှစ်သားတွေ၃မိုးသား၂နှစ်၂နှစ်သားပေါ့ဒါဒီလမ်းဘေးတစ်ချောင်းမှာကျွန်တော်ရွက်လှပင်နေ ပန်းပင်တွေစိုက်ထားတော့ဗောနော်ဒီလိုပန်းပင်တွေပေါ့အာကိုဒီလမ်းဝင်လာရင်တော့စိတ်ထမှာရအီချမ်းတော့ဗောနော်ဒီပန်းတွေမြင်ရပေါ့ဒီပန်းတွေကစားရလွယ်ပါတယ်သူရပန်းပွေကညိုပြီးကျွေတဲ့ပန်းပွေကလည်းကျွန်တော်တို့အစေတွေယူပြီးတော့မျိုးဖောက်ပြီးတော့စိုက်လို့ရပါတယ်ဒါကျွန်တော်တို့အဝင်လမ်းမှာပေါ့ချောင်းဝင်လမ်းမှာစိုက်တာတော့ အရမ်းမှဒါတော့တိတ်ပွေကြတယ်အားလုံးတင်ကြီးတင်ကြီးပွေနေရမ်းလှနော်ဒါဒီင်းပဲဒါမွန်ထောင်းပဲမှာဒီကောင်းပါလဲကျွန်တော်စိုက်ထားတော့ဒီကောင်းကရော့လှပန်းနေ ဒါနှင်းစီတယ်နှင်းစီတယ်ကျွန်တော်အကိုင်းတွေမိုးတွင်းတော့အထိုးထားပြီးတော့သူကအညို့တွေထွက်ပြီးတော့ရှင်းနေတော့ဗောနှင်းစီဒါဒီဘောကပန်းနေဗောနာမည်တော့ကျွန်တော်တိတ်တိကျခေါ်လို့မရမတတ်ဘူးဗောဗျာဒါစိုက်ပောင်းလို့ခေါ်ဗောဒါပောင်းတင်ပြီးတော့ကျွန်တော်တို့ညွှေးထည့်ပြီးတော့စိုက်တာဗောဒါပန်းပင်နေဗောဒါတော့ဒူးရင်းချမ်းဗောဒါတော့ အလုံးမွန်ထောင်းမျိုးကြီးပဲပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်